အားလုံးပဲမင်္ဂလာပါနတ်နွေဗြဟ္မခေါတန်အပိုင်း33နေမွန်းတဲ့ချိန်တွင် ကျွန်တော်ဒီကြံခင်မြင်ကို လုံးဝခွာထုတ်လိုက်နိုင်သည်၎င်းကိုလေရင်ကိုယ်တစ်ဖက်ဘေးတွင် ထောင်ထားလိုက်ပြီးကြံခင်ရမများကို ကျွန်တော်ငုံကြည့်လိုက်ပါသည် ရမ6ခုတွေ့ရသည်ကျွန်တော်ထူးထောက်ကထိုင်လိုက်ပြီးပထမရမကိုမောင်းချတာပြင်ချစ်ကြည့်စဉ်ဆူဆူရှာရှာချေ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 ာအောင်မြင်တဲ့များကြောင့် ကျွန်တော်ဆက်ခွင့်မိတယ်လို့ဖြစ်သွားသည်။နာရင်ရှိမြောက်ကြီးနှစ်ကောင်တကားပေါက်မှဝင်ရောက်လာကြသည်။သူတို့ဤချမ်းမြေ့တာအတွင်သို့ကျူးကျော်ဝင်ရောက်လျက်ရှိသော ကျွန်တော်ကို စားတော့ဝါတော့မလို့ကြည်နေကြသည်။ကျွန်တော်ကိုကြည့်ပြီးဒေါသတချီအော်မြင်နေကြသည်။တကောင်ကပစက်ပြပြင်းသွားဖြစ်ဖြစ်နေလမ်းတစ်ဖက်ကိုကုတ်တော့မလို့ချစ်တော့မလို့ဟင်းရင်ပြကကျွန်တော်ထံသို့တိုးလာသည်။သူပစက်ကြီးကိုတအားဖြည့်ပြီးအော်လိုက်သည့်အခါတိုင်း သူ၏နှာခေါင်းချွတ်ချွတ်ကြီးကရှေ့သို့တံမီထွက်လာသည်အမန်တော်မြောက်တီသည်လူကိုကြောက်ဖို့ကောင်းသည်သို့သောဒီနှာခေါင်းကတော့နင်းနေကလေးများကြောက်ရွံ့ဟန်မရှိပါကျွန်တော်ကကုတ်ဖြစ်သုံးပြုသောတိတ်ခိုင်းလုံးကြီးကို ဆွဲယူပြီးသူတို့ထံသို့ဝှေ့ရန်လိုက်သည်ဒီတော့မှသူတို့ရှေ့မတိုးတော့ဘဲရက်တန်တော်ကြသည်အကြီးကောင်က၎င်း၏သွားဝါဝါကြီးများဖြင့်တိတ်ခိုင်းလုံးကိုလှန့်ကိုက်သည် နောက်သို့ဆုတ်သွားခြင်းမရှိပါ ထို့ကကျွန်တော်ရှိသူတို့ဟာဒီကျွန်တော်ကသူတို့ကိုနာကျင်အောင်မလုပ်ချင်ပါတိုးတော့သူတို့ကတော့ကျွန်တော်ကိုတကယ်ကြံမှုမိသဘောရှိနေသည်နောက်တစ်ခုကကျွန်တော်အနေနဲ့တက်တာကြီးထိတ်ကို꿰ပတ်ပြီးမသွားချင်ပါကျွန်တော်ဤကိုလေးချင်းကလီရင်ကြီးဟန်ချက်ကိုတမျိုးတမီဖြစ်သွားစေမိကိုစူရင်သည်နောက်ဆုံးတွင်သူတို့ကိုကျွန်တော်မောင်းထုတ်လိုက်နေမှသည်ဤဒီမှာဤရဲ့ဒေသမှာတာရဲတိရစ္ဆာန်များနေ ျွန်တော်ဒုတိယအကြိမ်ရင်ဆိုင်အားချင်းပင်ဖြစ်ပါသည်ပထမအကြိမ်ကတော်ဝရိုင်းများ၏အနံကို ခံခဲ့ရသည်ယခုမြနှကောင်ပဆက်ဖြဲသည်ကိုကြုံရသည်ဤဖြစ်ပျက်နှစ်ခုစလုံးသည်အန်နေရှိသည်တော့မဟုတ်ထိတ်လန့်ချောက်ချသည်သဘောဖြစ်သည် သို့သော ကျွန်တော်ဖို့မူမိသည့်နည်းနဲ့မြောက်မကောက်ပါယမများကိုကျွန်တော်သားနှင့်ချစ်တော်ခံပါပင်တော်ဝက်တွေ၏နှကောင်းတန်ကိုအမတ်ရမိသည် ပထမရက်မှသည်အလူမီနီယံဖြစ်သည်ဒုတိယနေ့တတိယနေ့စတုထရုလေးထုတ်တူရင်ထိုကောင်ကျွန်တော်သည်တော်ဘီဒိုကြီးကိုလှမ်းကြည့်ရင်စဉ်းစားလိုက်မိသည်နောက်ထပ်ကြံမုံတစ်ခုစာထက်တွန်းရလျင်ဘာဖြစ်သွားနိုင်သည်နီသို့တော့တော်ဘီဒိုကြီးကိုထပ်မံတွန်းရွှေ့ရန်မလိုတော့ပါပြင်စမာရက်မှသည်ပြောရသောတထုဖြင့်ပြုလုပ်ထားပါသည်တော်လိုက်သားဖြင့်ခုတ်ချီအားအတုံးကလေးတုံးပဲ့ထွက်လာပါသည် ဒါအပြင်ခုတ်လိုက်သည့်နေရာတွင်ငွေရောင်တောက်လျက်ရှိတော်သည်ကျွန်တော်ဆောင်ကြောင်ထိုင်လန်သည်နဖူးမချွေးများကိုတုတ်လိုက်သည်ရမိုင်လျောင်းကို တွန့်ဆာနေမိသည်လူဒလန်ပြောသည့်အတိုင်းမန်လင်းကျွန်တော်တို့ဂရေ60တထေးထားဖြစ်စီမီ စီးစင်ချမ်းသာများရမိုင်တွင်ရှိနေသည်ကျွန်တော်လောရမည်အလုကရမကို ဖြတ်လိုက်ဖို့ဝင်ဖြစ်သည်ဒိုင်းလောက်သာသည် ခဲသောကိုကောင်းမွန်စွာဖြတ်နိုင်ပါသည် သို့သောလွှတ်တရသည့်အနေထားကတော့မကောင်းပါကျွန်တော်ဤလက်ကဝိကရမထိပ်ပိုင်းနေတိုက်နေပါသည်ထို့ပြင်လှောက်သားများကိုတွန်းလိုက်ဆွဲလိုက်တိုင်းတကြီးကြီးတန်းကနားဟုအောင်မင်းဖြစ်ပါသည်ရင်းလှောက်သားတန်းကြောင့်မင်းကျွန်တော်သည်အခြားတန်းတစ်ခုကိုတော်တော်နေမကြမိခြင်းဖြစ်ပေမည်လွှတ်တိုက်သည်ကိုခိတ္တများရက်လိုက်သောခါရင်မှ ထိုတန်းကိုကျွန်တော်ကောင်းစွာကြားရတော်သည်တည်တည်ချမ်းချမ်းကြားရတော်သည်ယဟယင်တစဉ်ဤအထံဖြစ်သည် ကျွန်တော်နားဟောင်သည်စဉ်းစားသည်ဂယုမထားရန်စုံပြလိုက်သည်သို့သောချက်ချင်းပင်ကျွန်တော်၏စိတ်ကို ပြောင်းလိုက်သည်အစိုးရတက်မတော်မှရဟယင်ဖြစ်မည် ကျွန်တော်တို့၏အခြေအနေကောင်းမွန်ခြင်းရှိမရှိဘူကြီးတီလာ၏ညွန်ကြားချက်ဖြင့်လာရောက်ကြည့်ရှုခြင်းဖြစ်မည်ကျွန်တော်တို့အားလုံးအခြေအနေကောင်းသည်ယေရှုတင်ပါလိမစ္စဖရန်ကလင်လူဒလန်တို့တန်ကောအင်ရှိကြီးတို့ပြန်ပြီးသူတို့ကိုဗာမြောင်ပူစရာမလိုကြောင်းပြောအပ်မည် ျွန်တော်အကြောင်းတစ်ခုကြောင့်မလာရောက်နိုင်သူကိုလေသူတို့တောင်းမရမည်။သို့သောသူတို့ကျွန်တော်ကိုဒီမှာတယောက်ထေထားခဲ့ပြီးသွားကြမည်မဟုတ်ပါ။ကျွန်တော်ကသူတို့ကိုသွားကြရင်ပြောရပါမည်။သို့ဖြင့်ကျွန်တော်သည်လင်းရင်တကားပေါက်စီသို့တတိကြီးစွာဖြင့်ရှောက်သွားပြီးဟစ်အော်လိုက်သည်။သူတို့ကပြန်ဝင်ကြသည်။သို့သောဘာမျှသက်သက်ကိုယ်ကိုမကြားပါ။ထိုကကျွန်တော်သည်အော်ဟစ်၍ကြားနိုင်တော်သည့်နေရာအထိဆင်းသွားမည်ဖြစ်သည်ဖြင့် စိတ်တို့စွာချိန်စင်ရေရွလိုက်မိပါသည် နောက်ပြီးတော့ကျွန်တော်ကထိုးသွစဉ်းစားရုံမကပြန်ပြီးတက်လာရအောင်မည်ဖြစ်သည်တော်တော်မတက်တာဒီလောက်ပြင်ဖြစ်သည်သို့တော်မတက်နိုင်ပါလောက်ရပါမည်ကျွန်တော်တို့အတွက်စစ်တပ်ကစိုးရင်ပူပန်ပြီးရှာလောင်းဖွေလာလုံနေစီခြင်းမှာတို့ဖြင့်ကျွန်တော်ဆင်းသွားသည်သူတို့အားလုံးကိုတွေ့မြင်ရသည့်အထိဖြစ်သည် သူတို့ကကျွန်တော်ကိုမော့ကြည့်နေကြသည် ခမရတို့သွားကြပါကျွန်တော်ကိုထားခဲ့ပါကျွန်တော်အော်လိုက်သည်မစ်ရန်ဂလင်ကကျွန်တော်ကိုဆင်းရဲရန်လက်ရပြသည်လူဒလန်ကမောင်ရင်လဲလိုက်ခဲ့ပါမလိုက်ဘူးကျွန်တော်ဒီမှာနေခဲ့မယ်သူတို့ပြန်သွားတဲ့အခါမှာကျွန်တော်ကိုလာခေါ်ကြပါအတော်ကလေးပင်အခြေအတင်ညှင်းခုန်ကြသည်သို့တော့ကျွန်တော်ကအထက်စီးအခြေအနေတွင်ရှိသည်တို့ဖြင့်ကျွန်တော်အနာရရှိသည် သူတို့လေးရောတန်းစီပြီးဒိုင်းကောင်တော်ကြီးတွင်ဝင်ရောက်ပျောက်ကွယ်သွားကြသည်ဒါကိုသာလေရင်ကြီးရှိရာသို့ကျွန်တော်ပြန်တက်ခဲ့သည်လေရင်ကိုယ်ရဲ့အတွင်းသို့ဝင်ရောက်ခဲ့သည်ဤတွင်တစုံတရာကို ကျွန်တော်တွေ့မြင်ရသည်လေရင်မူအခန့်ကျက်မြောက်တွင်ဖြစ်သည်စောစောကဒီပစ္စည်းကိုကျွန်တော်မမြင်တွေ့ခဲ့ခြင်းမှာ၎င်းနှင့်မျက်မှန်မတည့်ခဲ့သောကြောင့်ပင်ဖြစ်သည်ထိုရောက်ကိုကျွန်တော်ဆွဲယူလိုက်သည်တမ်မနီလက်ဆွဲသက်တာကလေးဖြစ်သည် လက်ကင်သတ္ထုပြောဝရင် GHD ဟုဂျော့ဟော့တန်နီကလေးအတူကောင်ရေးထိုးထားသည် အတော်ပင်တန်ကြီးထက်နေပြီဖြစ်သည် သို့သောတော့ခတ်မထားပါပတ်တော်များ ကျိုးကျိုးကြီးကြီးမြင်းနေတော်လေအလွဲတကူပင် ပွင့်သွားပါသည်အထဲတွင်မျက်မျက်ဆဆမရှိပါသို့သောမှရှိသည်များမှာစိတ်ဝင်စားစရာကောင်းသည် we fresh အမည်ရှိသူကိုအော်စေးရစတဲ့မှာထုတ်ပြလိုက်သောအမိန့်စာကိုလေတွေ့ရသည် ထိုမိကိုကျွန်တော်တွေ့ရသောအခါကျွန်တော်ပြောမိသည်ရောက်ရှိုင်းအနေမှာခရစ်ကတ်ချန်ပီယံတူ၏အမည်ဖြစ်သည်ထို့နောက်ဖခင်၏လေးချောင်းပြန်တမ်းမှုစာအုပ်သူသည်နာမည်ပြောင်းထားပြီးသည့်နောက်ပိုင်းတွင် အဖေကြောင့်ဤမတန်းစာအုပ်ကိုတင်ထားသည်ဟုမပြောရပါ ထို့နောက်ဒါဂိုဒါလီယင်ကြီးမှတ်တမ်းစာအုပ်ထို့နောက်ပလင်းခွက်တချို့ကို တွေ့ရသည်ဂျော်နီဝေါ်ကာဝီစကီပလင်းခွက်စများဖြစ်သည် ပလင်းသည်လေရင်ပြတ်ကြတွင်ကွဲသွားခြင်းဖြစ်ပေမည်။ထိုပလင်းယခုချိန်ထိရှိနေလျှင်အတော်ပင်တောက်ရည်ကောင်းစီမည်။ကျွန်တော်အနေနဲ့သူကို အမတ်တရကုန်ပြူပြီးတောက်နိုင်မိလိမ့်မည်။ထို့နောက်ကျွန်တော်သည်ထိုနေရာမှာပင်စောင့်ကြောင်းထိုင်ပြီးဝါကျင်ဆွေးမိနေပြီဖြစ်သောဆောက်ရွက်များကိုလှန်လို့ကြည့်နေမိသည်။ပထမတော့ကျွန်တော်ဒီဘာရလို့မဟုတ်ပေပြင်းပြင်းရှိသည်နေကြည်နေခြင်းဖြစ်သည်သို့တော့တစုံတစ်ခုကို အမတ်မထင်းတွေ့လိုက်ရသောအခါကျွန်တော်ပါစပ်ဟောင်းသာပွင့်သွားရတော့သည်ကျွန်တော်၏ကောင်းနေရင်လေမကောင်းသောအတွေ့အများတသိတန်းကြီးဝင်ရောက်လာကြတော့သည်ဘာမှတော့လေကြီးကြီးကျယ်ကျယ်မဟုတ်ပါကနန်းတွေရထားခြင်းဖြစ်သည်သို့သောထိုကနန်းတွေကနံပါတ်တစ်ခုဖြစ်သည်ထိုနံပါတ်ကိုကျွန်တော်၏သက်သက်တွင်ဘရော့မြမေးနိုင်မည်မဟုတ်ပါအကြောင်းမှာဒီနံပါတ်ကိုကျွန်တော်ပထမဆုံးကြိမ်မြင်ခဲ့ရသည်မှာစင်ကာပူတွင်ဖြစ်သည် Miss Wrangley ၏အခန်းတွင်ဖြစ်သည်။သွေးနီအောင်ရေးဖြင့်ရေးထားခြင်းဖြစ်သည်။စင်ကူမလူတယောက်သည်ဒါဂိုဒါလေရင်နံပါတ်ကို သိရှိသဖြင့်မိသူမိဝါဆိုသည်ကိုအထူးတွေးနေစရာမလိုပါ။လမ်းကြောင်းကလူလန်ထန်သို့ဖြောင်ဖြောင်ကြီးဥဒီလျက်ရှိသည်။သူသည်မြမပြည်ရနေခဲ့စဉ်ကဤနံပါတ်ကို သိရှိခဲ့ခြင်းဖြစ်ပေမည်။ Miss Wrangley ကိုထိတ်တဲစရာ မလိုပါ။ သူမသည်နယံဘွားနံပါတ်နှင့်သတိပေးစာကိုတွေ့ရစဉ်ကပစက်အဟောင်းသာဖြစ်သွားသည်မှာအမှုရလုပ်ခြင်းမဖြစ်နိုင်ပါသို့သောစင်ကာပူသို့မရောက်ပါဟု လူဒလန်ပြောဆိုခြင်းသည်မူသားစကားသာဖြစ်ပေလိမ့်မည် လေရင်လက်မှတ်များကို သူထုတ်ပြစဉ်ကတကယ်ဟု ကျွန်တော်ထင်ခဲ့သည် သို့သောမြောက်ဘူနီယိုဂျက်ဆယ်ဒန်မြို့မှာစင်ကာပူသို့သွားပြီးတစ်ခေါက်ပြန်လာခြင်းသည်အင်မတန်လွယ်ကူသောအလုပ်ပင်ဖြစ်သည် သို့သောအဘဲကြောင့်နီး ကျွန်တော်ဒီတော်ပီဒိုသစ်တော်ဝရင် ထိုင်ပြီးဖြေကိုရှာကြည့်သည်မတွေ့ပါသူဒီဆာလုံရင်ဆဆူကရင်အဝင်ဖေးရီဆန်ခဲ့သည်ယခုလည်းဒီတိုင်းပင်ဖြစ်သည် နောက်ဆုံးချိန်သူ့ရဲ့မူရာထူးထူးဆန်းဆန်းဖြစ်ခဲ့သည်မှာမြင့်မကြီးရဲ့သူအဝင်တွင်ဖြစ်သည် နောက်မှတယောက်လိုက်လာမည်ကို သူစိုးရင်ကြောက်ကြနေသည်လူဒလန်ဘောကိုရည်ရွယ်သည်သူဒီဤလုံငန်းကြီးတစ်ခုလုံးကိုစခဲ့ရရင်အကွက်ဆင်ခဲ့သည် ကျွန်တော်ကိုအယခေါ်သည်ကျွန်တော်အဖေအကြောင်းပြောသည်ပျောက်ဆုံးနေသော ရေနာများအကြောင်းပြောသည်ဘူနီယိုတို့လမ်းညွန်သည်အဖေကြောင့်နီဗရမများရိကြောင့်တော့မဖြစ်နိုင်ပါဗရမများရိကို သူ့လိုချင်ပေးလိမ့်မည်သို့သော သူ၏ကြံရည်ချက်ကဒီထံနှက်ရှမ်းနိုင်သည်စင်ကူဇလန်သည်ဗရမများရိနှင့်ဘာမှမဆိုင်ပါနေနေအောင်တင်းမြန်လာရင်ဒေးလက်ပင်ကို အတင်းညှစ်ထုတ်ပြီးမေးရမည် ထုံးစံတိုင်းပင်သူသည်ကျွန်တော်၏ခေါင်းထဲတွင်တညက်နေလုံးကျွတ်ကောင်ကဲ့သို့မှွေနှောက်လျက်ရှိနေတော်သည် ရမောကိုကျွန်တော်ဆက်ပြီးမဖြတ်တော့ပါတော်ဘီယိုဘော်ရင်ထိုင်ပြီးရမောကိုကြည့်နေရင်သူ့အကြောင်းကိုသာစဉ်းစားနေမိသည်ယခုနောက်ပိုင်းရက်များတွင် ကျွန်တော်တွေ့ရှိရသောလူဒလန်သည်ဂျမေကာတွင်ကျွန်တော်တွေ့ခဲ့ရသောလူဒလန်နှင့်တခြားစီဖြစ်နေသည်ဟိုရုံးကသူသည်ဖြစ်ဖြစ်လက်လက်တက်တက်ကြွကြွစူးစစံဖြစ်သည် ယခုဘူနေတို့ရောက်ရှိတော့ကရင်းချက်များအလုံးပျောက်ကွယ်နေတော်သည်သူသည်လမ်းကြုံရင်လိုက်ပါလာတော့ခီးတဲ့ဦးမှဖြစ်သည်ကျွန်တော်ကော်ဖီတောက်သည်စီးကရက်တောက်သည်အခြေအနေကိုလေ့လာဆန်းစစ်သည်တကယ်တွင်လေသူသည်ခီးတဲ့ဦးများသာဖြစ်သည်မစ်ရန်လင်းကလမ်းပြသည်ကျွန်တော်ကအားဆင်ရသည်သူကသူကအသာစောင့်နေသည်စောင့်နေသည်ဘာကိုစောင့်နေသည်နီး ကျွန်တော်တို့ဗရန်များတွင်ရှာဖွေတွေ့ရှိနေသည်ကို စောင့်နေသည်ရင်းတို့ဆိုရင်စင်ကာပူကိစ္စသည်အဖေအကြောင်းနေအခြားကိစ္စတစ်ခုကို သူစောင့်ဆိုင်နေခြင်းလောမြန်မာကြီးမှာအဖေကြောင့်နောက်မှလိုက်ပါလာမည်ကို သူစိုးရိမ်နေသည်ထိုစဉ်ကစိုးရိမ်ကြောက်ကြပြီးနောက်ပိုင်းတွင်အဖေကြောင့်စိုးရိမ်ပူပန်ခြင်းမရှိတော့သည်မြစ်လက်တက်ထဲသို့ကျွန်တော်တို့ဝင်လာခရင်းကသူစိုးရိမ်ပူပန်ခြင်းမဖြစ်တော့ပါ စဉ်းစားကြည့်ရတော့ပထမပိုင်းတွင် ကျွန်တော်တို့ဘယ်သွားမည်ကိုသူမသိပါအကြောင်းမှာကျွန်တော်တို့သူ့ကိုတမင်မပြောခဲ့သောကြောင့်ဖြစ်သည်ရင်းကြောင့်မင်းသူသည် နောက်မှလိုက်ပါလာမည်ကိုထုံမြဖြင်းတကြစွာဖြစ်နေခဲ့ရခြင်းမင်းဒီတွင် ကျွန်တော်ကောင်းကောင်းကြီးသဘောပေါက်တော့သည်သူသည် နောက်မှလိုက်ပါလာမည်ကိုလိုလာသည်မျောလင်းသည်ကျိုးတင်စီစစ်ထားခြင်းမင်းဖြစ်နိုင်သည် ကျွန်တော်တို့ဘယ်သွားမည်ကိုလူတလန်မသိပါ သို့သောမစ်ရန်ဂလင်မိသည့်ရည်သားတွင်တာဝန်ထမ်းဆောင်ခဲ့သူကိုကုချင်မြို့တွင်စုံစမ်းရန်မခက်ခဲပါသူမှာတာဝန်ထမ်းဆောင်ခဲ့သောဒေသ၃ခုပဲဖြစ်သည် ကျွန်တော်တို့ရင်းဒေသ၃ခုနဲ့တစ်ခုသို့တောင်းရောက်မည်ကိုသူသိရှိသည်ပထမမြစ်လက်တက်အတွင်းသို့ဝင်ရောက်သွားသည်နှင့်တပြိုင်နက်ကျွန်တော်တို့ဘေးရက်သို့တောင်းရောက်မည်ကိုသူသိရှိပေပြီဘေးဆောင်နီးဟုသောမိကုံးတွေကအဖြေမရသေးပါ သို့သောအခြားသောအကြောင်းချက်များအလုံးကမှန်ကန်မှုနှိစက်ပေသည်ကျွန်တော်အနေနဲ့ယခုခါတွင်တေးစားနေသည့်အကြောင်းတစ်ခုကတော့ကျွန်တော်တို့နောက်သို့နောက်ရောက်ခံပြီးလိုက်ပါလာမည်ကို သူလိုရှိသည်သို့သောညီသူတွေကနေဟုတ်ပြီလူဒလန်သည်ငြိမ်သက်အေးဆေးစွာဖြင့်တစုံတစ်ခု ဖြစ်ပေါ်လာမည်ကို စောင့်ဆိုင်းနေခဲ့သည်ဆိုလျှင်တစုံတစ်ခုသည်ဖြစ်ပေါ်ခဲ့ပြီယဟယင်းဆိုင်ရောက်လာခြင်းဖြစ်သည် ထိုဟဲ့ရင်သည်တက်မတော်မှာထောက်လန်းရင်ရဲ့ဟဲ့ရင်တစဉ်ဖြစ်မည်ဟုကျွန်တော်ထင်ခဲ့သည်ဖြစ်ခြင်းလေဖြစ်နိုင်ပါသည်သို့တော်ဤသို့တော်သည်အထူးရေးကြီးသော သို့တော်ပင်ဖြစ်ပါသည်ချိန်တွေကုံဆုံးလာသည်နှင့်ကျွန်တော်၏စိုးရင်စိတ်များသည် ကြီးထွားလာတော်သည် ကျွန်တော်သည်လက်မနာဟီကို မပြတ်ကြည့်နေမိသည်တန်တော်တို့သူတို့ရောက်ရှိလာသည့်ချိန်နှင့်ဒီကို ပြောင်းလာမည်ချိန်ကို တွက်ချက်နေမိသည်ဒီချိန်လောက်ဆိုရင် သူတို့ပြန်အောင်လာဖို့ကောင်းပြီ။နည်းနည်းပင်နောက်ကျနေပြီ။သူတို့ပြန်လာမည်။နေဝင်ကြီးနီးလာတော့ခါကျွန်တော်ကောင်းတဲ့သူအချက်လက်တစ်ခုဝင်ရောက်လာတော့သည်။သူတို့ပြန်မလာတော့ပါ။ထို့နောက်ရဟယင်သည်ထိုရက်မှပင် ရှိနေစေဖြစ်သည်။ယခုခါကျွန်တော်သည်တကြွတွင်ရောက်ရှိနေပြီ။မြေပြင်အထက်ပေ150လောက်တွင် ရှိနေသည်။အကြမီမိုးချုပ်တော်မည်။ ဘာရီဖြစ်နေသည်ကိုဖျားသခင်မှပဲသိတော်မည်အဖေခေါ်သောအထေးတစ်ခုသည်ကျွန်တော်ကောင်းတဲ့သူမွေးတကောင်ကဲ့သို့ဝင်ရောက်လာနေတော်သည် ကျွန်တော်အောက်သို့ဆင်းရမည်ထို့အတွေးကို ကျွန်တော်အတင်းဖြောက်သည်တယောက်ထေးအောက်သို့ဆင်းရမည်လုံးမမဖြစ်နိုင်ပါထို့အတွေးကြောင့်ကျွန်တော်၏ဦးများကလီစာများပြောင်းဆန်သွားတော်သည် သို့တော်ထို့အတွေးသည်ကင်းအောင်လာပြန်သည်အကယ်၍ကျွန်တော်သည်โอ้မဟုတ်ပါဘူး ကျွန်တော်ကို ကျွန်တော်တည်ကြောင်းကြံတာပဲဖြစ်မည်ဒီအတွေ့ကိုကျွန်တော်တွေးပင်မတွေ့သင်ပါသို့တော့ကျွန်တော်တွေ့သည်ထို့နောက်နိုင်လုံကျိုးခိုင်ခိုင်ကိုတစ်ကိုင်းနဲ့တပတ်တပတ်ထက်ပြီးပတ်ထားကလေးကျွန်တော်ကိုကျွန်တော်အောက်ဖက်သို့နှိမ့်ချရင်လျှော့ကြမည်အချိန်ကိုထိန်းထားနိုင်ပြီလိမ့်မည်ကျွန်တော်ဒီစစ်စင်တန်းတက်ရောက်စဉ်ကဒီနည်းကိုစမ်းသက်ခဲ့ဦးသည်မှန်သည်ကျိုးသည်ပုံမီလောင်ပြတ်သွားနိုင်သည် နိုင်လုံကျိုးသည်အဘယ်မျှခိုင်စေကမူပါဝေသေးပြီးပြတ်ထွက်သွားနိုင်သည်ထို့ကကျွန်တော်မျက်စိရဲတွင်မြင်အောင်လာသည်ကျွန်တော်သည်ကျိုးတန်းလန်းနှင့်ဒန်းလန်းသလိုရှိနေပြီးနောက်ကျွန်တော်ဤဖခင်လိုပင်လိမ့်ကျသွားနိုင်သည်သို့သော ကျွန်တော်ကိုဆဲဆောင်မှုတစ်ခု ရှိနေသည်တန်ကိုရင်ဘာရီဖြစ်နေသည်ကို ကျွန်တော်သိသင့်သည်ချို့သောလူများသည်ကြာကဘာထိတ်သို့ညှို့ယူခြင်းခံနေကြရသလိုကျွန်တော်လေတယောက်တည်းစဉ်းစားကြည့်ရန်ကိုသာစိတ်အာရုံကန့်ညီနေတော်သည် ချိန်ဆနေကြလေမရှိတော့ပါကျွန်တော်ဒီအလင်းရောက်မပြောက်ွယ်မီတွင်တန်ကိုယ်တို့မရောက်ရှိနိုင်ပါတိုးတော့စခန်းတို့ကရောက်ရှိနိုင်သည်စခန်းမှနေ၍တန်ကိုယ်တို့သွားသည်လန်းရှိသည်ထို့နောက်လက်နေတယ်မီရှိသည်တိုးပြင်ကျွန်တော်ဒီပခက်ကလတိုင်းခြိနှောင်းထားရာဂိုင်းမကြီးတို့တိတ်ကိုင်းများကိုဖတ်တွေ့ပြီးဆင်ခဲ့သည်အောက်ဖက်ရှိမြေပြင်ကိုကြည့်လိုက်မိတော့ကကျွန်တော်ရင်ထဲတွင်အလုံးစုသွားပါသည် ရခိုင်ချင်းအတက်ဆင်းပြုတ်ခဲ့စဉ်ကဂျိုးကိုဆွဲခဲ့ရှော့ခဲ့ရသည်များတွင်တစ်ကန်းကြီးအခောက်တွင်အဆင်သုံးဆင်းဖြစ်နေပြီဖြစ်သည်အဆင်နှစ်ဆင်းကတစ်ခုနဲ့တစ်ခုကန့်နေသည်ကျွန်တော်ကဂျိုးကို ပထမအဆင်းကြောင်းတွင်ထည့်လိုက်သည် ထို့နောက်ဒုတိယအဆင်းကြောင်းတွင်တပတ်ပတ်သည်ထို့နောက်ကျွန်တော်၏ပခက်ကလေးရဲ့သို့ဝင်ရောက်ပါသည်ကရီယာဒစာဘလာများထုတ်ထားသော စီစဉ်ဝိတ်ကို ကျွန်တော်လက်တွင်ပတ်ထားသည်ဂျိုးပွန်သည့်တန်တက်တာစီရန်ဖြစ်သည် သို့သောအများကြီးတော့အထောက်အပြုမီမဟုတ်ပါ။အောက်ဖက်သို့ကျွန်တော်မကြည့်ပါ။တမင်တကာမကြည့်ခြင်းဖြစ်သည်။ပထမတစ်ကြိမ်ကြည့်ုံနေပင်လုံလောက်နေပြီဖြစ်သည်။နောက်တစ်ကြိမ်ကြည့်ရင်နှလုံးသွေးရပ်သွားနိုင်သည်။ကဲဘာမှနောက်ဆက်တင်နေနေရောစင်။ကျွန်တော်ကိုကျွန်တော်ပြောလိုက်သည်။ကျွန်တော်ကိုကျွန်တော်လျှော့ချသည်။ကျိုးခွေကိုညာဘက်လက်မောင်းနဲ့ချိန်ထားပြီးကျိုးကိုလည်းနှစ်ဖက်ပြင်ထိန်းဆွဲပြီးဖြည်းဖြည်းချင်း နည်းနည်းချင်းလျှော့ချသည်ချက်ချင်းဆိုသလိုပင်ကျွန်တော်လက်မောင်းတစ်ခုလုံးတောင့်ပြီးအောင့်လာတော့သည် နာကျင်မှုဒဏ်ကိုအန်တင်းပြီးခံရသည်ဆယ်ပေကန်ရောက်ရှိသောအခါနာကျင်မှုမှာမခံမရနိုင်အောင်ပင်ဖြစ်လာတော့သည်တဖြည်းဖြည်းချင်းစိနေရေမဖြစ်နိုင်တော့ကြောင်းသဘောပေါက်လာသည်ဖြည်းဖြည်းချင်းလုံနေလင်းနာကျင်သည့်တံကိုမိတို့မြကျွန်တော်မခံနိုင်တော့ပဲတနည်းနည်းဖြင့်လိမ့်ကြသွားရောမိမောင်းတေချာသည်လေဒီစင်သလိုမြ мян ထက်ထက်နေ ညဉ့်ညံ့သာဆင်ရမည်ဂျိုးကိုကျွန်တော်ခက်မဲ့မြန်လှုပ်ပေးသည်နိုင်လုံးဂျိုးကြီးပွတ်တိုက်မှုကြောင့်ပခုံးနှင့်လက်ဖွားတို့သည်နာလဲနာပြီးပူလဲပူလာကြသည်ဤဒီပင်လင်ဝှက်ထားသောစီစဉ်ဝေးကအတော်ကလေးအကာအကွယ်ပေးထားသောကြောင့်ဖြစ်သည်ရုပ်ချင်းဆိုသလိုကျွန်တော်လက်တွင်တွေ့ရတွေ့ရသည်စီစဉ်ဝေးသည် ဆုပ်ပြဲသွားစေပြီပခုံးနှင့်လက်တို့သည် မီးလောင်နေတကယ်သို့ခံစားနေရတော့သည်ကျွန်တော်ကအစင်းတော့ကိုနေနေနှိမ့်ကြည့်လိုက်သည် နာကျင်မှုကတိတိတတ်တာတိုးလာသည်ထို့ဖြင့်စုပ်ကန်ထောင်းမှုကိုပြန်လျှော့ပေးရသည်ထိုခါအောက်ဖက်သို့မြင်းမြင်းကြီးဆင်းသွားနေရသည် ကျွန်တော်မျက်နှာရှိတွင် ပြေးနေသောကြိုးတွေလည်းသူ့ရည်နေဖြစ်သည်ဘလောက်လူသည်တနည်းပြေး၄၀ပြေး၃၀ကျွန်တော်သည်နာကျင်မှုတန်းကြောင့်သတိလစ်သွားတော့မတတ်ပင်ရှိနေသည်လက်ထဲကကြိုးကို တခါရင်လှုပ်ပြလိုက်ချင်တော်သည် နေကြီးပေါ်သို့ကျသွားသည့်တံကို ခံကျင်သည်သည် လက်နှစ်ဖက်တွင်နာရှင်နေသည့်တံကိုမခံနိုင်တော့ပေးနေစေဒီမြင့်မဆိုရင်ကျွန်တော်တည်သွားနိုင်ပါသည်သို့တော့ဘလို့မှဆက်ပြီးထိမ့်မထနိုင်တော့ပါကျွန်တော်ဤခြေအောင်တစ်ဖက်ကို ထိမ့်ထလိုက်ပြီးနောက်လက်နှစ်ဖက်ကိုလှုပ်ပြလိုက်ပါတော့သည် ကျသွားသည်လိမ့်ကျသွားသည်မြေကြီးနှင့်ထိရမိသောအခါကျွန်တော်ကိုယ်သည် အသက်ထွက်သွားပြီဟုကျွန်တော်အောင်မြင်လိုက်သည်မူနေသည်နာနေသည် သို့တော့အသက်ရှင်နေသည် ကျွန်တော်လေးဘက်ထောက်လိုက်သည်ဒူးထောက်ပြီးထိုင်လိုက်သည် ထို့နောက်မတ်တက်ထားရလိုက်သည်ကျွန်တော်တကိုယ်လုံးတွင်အပွန်အပဲ့ရီပြည့်နေနေရောသည်လက်နှဖက်နှင့်လက်မောင်းတို့သည် ပြုတ်ထွက်တော့မတန်နာကျင်နေကြသည် သို့သော ကျွန်တော်လဲကြမတော်ပါတကြီးတရံပြင်စကန်းစီတို့ ရှောက်သွားနေသည်စကန်ဒိုရောက်ရှိသောအခါမစ္စဖရန်ကလင်၏စီအီကို တွေ့ရသည်။သို့သောထိုစီးမြောက်ကိုကျွန်တော်မသုံးပါ အပူလောင်သည့်ဒဏ်ရာများတို့နှုတ်သည့်အကောင်းဆုံးဟုကိုရီးယားမှာတော့စစ်တပ်ဆရာဝန်တူက ပြောခဲ့ဘူးသည်ကျွန်တော်တို့ပစ္စည်းပစ္စယများတွင်နှုတ်ဘူးများလေပါရှိသည်ထို့ဖြင့်ကျွန်တော်သည်ကာနေရှင်နှုတ်ဆိုင်မှုတစ်ခုကိုအပေါက်လေးတစ်ပေါက်ဖောက်ပြီးလက်မောင်းနှင့်လက်ဖွားများပေါ်သို့လောင်းချသည်အထူးသတိထားပြီးစွတ်ပေးပါသည်ထို့နောက်လိုအပ်လျင်လေထည့်ရန်နှုတ်ဆိုင်မှုကိုယူပြီးတန်ကိုယ်သို့ထွက်ခဲ့ပါသည်